ဇလန်က1950ပြည့်နှစ်တိုကျိုမြို့ကဂျပန်တိုင်းလေကျင့်ရေးကျောင်းမှာစတင်ထားပါပြီးအမျိုးသားတယောက်ကနေရာပေါ်မှာရှိတဲ့ဓာတ်ပုံအထည်ကလူကိုလာပြီးရှာဖွေခဲ့တာပါအဲ့ဒီမှာရှိတဲ့တပည့်ဝေကတော့အဲ့ဒီဒီဇိုင်းကိုမကြည့်ကြပါဘူးဒါပေမဲ့ရှာနုဆွဲလူကတပည့်ဝေကိုထိန်းချုပ်လိုက်ပြီးတော့ဒီလူကိုခမရကဘေတူလဲကျွန်တော်ရဲ့အဖေနဲ့တိခဲ့တာလားလို့မေးလိုက်ပါရင်းအဲ့ဒီတော့မှပဲဂျင်းရိုက်ဆွဲအဲ့ဒီလူက တော်ဝင်လီတက်ရဲ့တတ်မှုတယောက်ဖြစ်တဲ့အကြောင်းနဲ့စစ်ပွဲကာလတုန်းမှာဘာတန်မှာရှာနုရဲ့အဖေနဲ့အတူရှိခဲ့ဖူးတဲ့အကြောင်းမိတ်ဆက်လာပါရင်ရှာနုဟာသူ့အဖေပြောပြဖူးတဲ့အရှိတိုင်းတိုင်းပညာကိုကျွမ်းကျင်တဲ့ပိတ်ပင်ထားတဲ့တိုက်ခိုက်နီးစနစ်တွေကိုတင်ယူထားတဲ့အနောက်တိုင်းတာတိုက်ခိုက်သမားအကြောင်းပြန်လည်တတိယတွားခဲ့ပါရင်ဂျင်းကိုမြင်လိုက်ရတဲ့အခါမှာရှာနုဟာအရင်တုန်းကအရန်ကြိုးတစ်ခုကိုရှင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါရင်တပည့်ဝေကတယောက်ပြီးတယောက်ဝင်ရောက်တိုက်ခိုက်ကြပေမဲ့ဂျိန်းကထူးချွန်တဲ့အရေးအရှင်းတွေနဲ့ရှေ့ရောက်စလုံးကိုအလွယ်တကူပဲအနံ့ယူပစ်ခဲ့ပါရင် ရှာနိုကလည်းတိုက်ပွဲကိုရက်ဆိုင်လိုက်ပြီးတော့ဂျင်းဘာကိစ္စနဲ့ရောက်လာတာလဲလို့မြင်လဲပါရင်ဂျင်းဟာသူ့အဖမ်းခံခဲ့ရတဲ့အချိန်လေးနဲ့သူ့ရဘဝကိုတတ်မှတ်ပေးခဲ့တဲ့တိုက်ပွဲအမိုင်းရဆရာဝင်နဲ့အတူရောက်လာခဲ့တာပါလို့ပြန်ပြောပါရင်ဒီလိုနဲ့ဆက်လန်ကရှင်းနေအကြဖိလစ်ပိုင်နိုင်ငံဘာတန်ကျွန်းဆွဲစီကိုပြန်ပြီးပြောင်းသွားခဲ့ပါရင်၃လကြာတဲ့တင်မင်းသမန်စစ်ပွဲအပြီးမှာဂျပန်တွေကအရှိတောင်အာရှကမဟာမိတ်တပ်တွေရဲ့နောက်ဆုံးခံတပ်ကိုတင်ပိုက်ဖို့အတွက်ကြိုးစားနေကြပါရင်ဂျင်းရဲ့အလျင်ကို ရန်သူလျင်ကပစ်ချလိုက်တဲ့အတွက်သူတောင်းတနေခဲ့တာပါအဲ့ဒီမရှင် မှာဆိုရင်သူတယောက်ထဲကပဲအသက်ရှင်ကျန်ရစ်ခဲ့ပြီးတော့တယောက်ထဲတောနဲ့ထဲမှာရုန်းကန်ခဲ့ရပါရင်ဂျပန်စစ်တပ်ဝေကဗြိတိရှလေယာဉ်တမအသက်ရှင်နေတဲ့ကို လိုင်းလံရှာဝေနေခဲ့ပါရီဂျင်းကထောင်ချောက်တွေစင်ရှုံကိုတိုက်ခိုက်ပြီးတော့စစ်သားတွေကိုတတိကျပဲတပ်ပြပါရီစစ်သားတယောက်ကဝက်ထားတဲ့ဘုံအပေါ်ပြုတ်ကျပြီးတော့ပောက်ကွဲမှုလည်းဖြစ်သွားခဲ့ပါရီဒီပောက်ကွဲမှုကဂျင်းရဲ့တီနီယာကိုဖော်ထုတ်လိုက်တဲ့လိုမျိုးဖြစ်သွားခဲ့တဲ့အတွက်သူပြေးသွားပြီးမဲ့စစ်သားတွေကဝန်းရံဖမ်းဆီးလိုက်ပါရီအာယာခမ်ဘူဟာနိုကဓာချပြီးဒူးထောက်ဖို့အမိန့်ပေးပါရီဟာနိုဟာသူ့ရဲ့တနတ်ကိုထုတ်လိုက်ပြီးမှပဲရုတ်တရက်စိတ်ပြောင်းသွားကဂျင်းကိုစစ်စခန်းချုပ်စီခေါ်သွားဖို့တွေ့ရလူရအပြောလိုက်ပါရီသူတို့ကဒုတိယပုံမှုကြီးအီတိုဦးဆောင် ဲ့ဂျပန်စစ်စခန်းစီဂျိန်းကိုခေါ်လာခဲ့ကြပါရင်အီတိုကဂျိန်းကိုတယောက်ထဲကြံခဲ့တာလားလို့မေးပေမဲ့ဂျိန်းစီကနေဘာမှအဖြေမရတဲ့အခါမှာအဖမ်းခံထားရတဲ့အမေရိကန်စစ်သားအရှိမကိုမြတ်ဖို့ဟာနိုကိုအမိန်ပေးလိုက်ပါရင်ကိုမြတ်မဲ့နေရာမှာဟာနိုကဂျိန်းကိုဒူးထောက်ခိုင်းပြီးတော့အဆောင်နှစ်ယောက်ကစောင့်ကြည့်နေကြပါရင် ဟာနိုကသူ့ရဲ့ဓာတ်ရှိကိုဆွဲထုတ်ပြီးခုတ်ဖို့ပြင်နေတဲ့အချိန်ဂျင်းကပြန်လဲတိုက်ခိုက်ဖို့အတွက်ကိုယ့်ကိုပြင်ဆင်ခဲ့ပါရီလက်တွေတုတ်ထားခဲ့ပေမဲ့ဂျင်းကစစ်သား၃ယောက်ကိုလင်းမြစွာပဲတပ်ပြစ်လိုက်တာမှာသူကတောထဲကိုထွက်ပြေးလိုက်ပြီးတော့စစ်စခန်းသားကလင်းပြတ်သစည်းကိုရှာတွေ့ခဲ့ပါရီဂျပန်စစ်သားဝေနီကလာပြီးဖြစ်လို့သူထပ်ပြေးပြင်မဲ့ပိုက်ကွန်ထောင်ချောက်တခုအထက်မိသွားခဲ့ပြီးထွက်ပြေးဖို့ကြိုးစားတာကလည်းမအောင်မြင်ခဲ့ပြန်မအောင်စစ်သားဝေကသူ့ကိုဖမ်းဆွဲပြီးတော့စစ်စခန်းချုပ်စီပြန်ခေါ်သွားခဲ့ပါရီအဲ့ဒီမှာဒုဗိုလ်မူကြီးအီတိုကစစ် ါနာချို့အတွက်အစီအခံစာတစ်ခုပြင်ဆင်ပါရီအီတိုဟာဂျိန်ဘာကြောင့်များအသက်ရှင်နေသေးတာလဲဟာနိုကဘာကြောင့်မအောင်မြင်ရတာလဲလို့အင်ဒိုကိုမေးလာပါရီဂျိန်က1600ထဲမှာကြာခင်ဟာနိုနဲ့လျောက်ငယ်သားနေရောက်ကိုတပ်ပစ်ခဲ့တဲ့အကြောင်းအင်ဒိုကရှင်းပြလိုက်ပါရီအီတိုတို့ကထွက်သွားခဲ့ပါပြီဟာနိုကိုစစ်တပ်အထက်ဝင်ကြတဲ့ကငီအကိုလိုမျိုးတဘောထားခဲ့တာပါဒါပေမဲ့သူဟာအဲ့ဒီနေ့မှာချက်ချင်းအေးအေးယူတာမျိုးမလုပ်ခဲ့ပါဘူးဂျိန်ကိုကောင်းကောင်းအိတ်ထားပါ မနေ့ကျရင်တော့ရဲစက်တဲ့တေရှင်းတရားနဲ့ရင်ဆိုင်ရမှာပါလို့ပြောလဲပါရီအဲ့ဒီညမှာထောင်ချောက်ထဲမှာဂျင်းကတခြားအဖမ်းခံထရရတဲ့လူတွေနဲ့တွေ့ပါရီ BRD ကကိုကိုမိတ်ဆက်ပြီးတော့ဂျင်းပဲလိုမျိုးရောက်လာတာလဲလို့မေးပါရီဂျင်းကသူ့ရဲ့ရဲဘော်၉ယောက်ဟာမဟာမိတ်တွေရဲ့နောက်ဆုံးခံစစ်ကိုထောက်ပံ့ဖို့အတွက်တရုတ်ပင်လယ်တောင်ပိုင်းကငပြောတင်မော့ဒစီနဲ့ထွက်ခဲတာပါလို့ပြောပြပါရီညတကောင်မှာရန်သူပစ်ခတ်မှုထိမှန်ပြီးတော့ရေအထည်ပြက်ကြတာကြောင့် Dread Mission ဟာအသေးခံ Mission ဖြစ်သွားခဲ့ပါရီအမေရိကန်ကြီးတပ်က ပထမတက်ကြဂေဘရီယယ်ဟာစစ်စခန်းတွေနဲ့စခန်းစည်းကမ်းတွေနဲ့ဂျပန်စစ်သားဝင်အမိန်ပေးထားတဲ့ပင်ပန်းတဲ့လုံအားပြီးအကြောင်းကိုရှင်းပြပါရင်းသူတို့အထင်မှာရာထူးအကြီးဆုံးအကျဉ်းသားကကပတိန်ကော်လင်းဖြစ်ပြီးတော့တခြားတန်လျားမှာနေထိုင်တဲ့အကြောင်းနဲ့နောက်တနေ့မှပဲဂျိန်းနဲ့တွေ့လိမ့်မယ်လို့ပြောပါရင်းဂျိန်းကကျွန်တော်ကအီတိုရဲ့အယုံကြည်ရဆုံးလူကိုတတ်ခဲ့တာဆိုတော့မနေ့ပြန်စွာရှိရှိမှရှိလိမ့်မယ်လို့ပြန်ဖြေခဲ့ပါရင်းနောက်တနေ့မနေ့မှအီတိုကသူ့ရဲ့စစ်သားဝင်တိုင်းလေးချင်းနေတာကိုကြည်ပါရင်းခဏကြာမှဂျိန်းကကိုမျက်ခံရဖို့အတွက်တိုက်ခိုက်ကွင်းထဲမှာမတည့်ရက်နေခဲ့ပါရင်း ဟီရိုရှိရောက်လာခဲ့ပြီးတော့သူ့ရဲ့ဓာရှိကိုထုတ်ကဂျင်းကိုမခုတ်ပဲနဲ့လက်ကိုရှိထားတဲ့ကြိုအားဖြတ်ပေးပါရီအဲ့ဒီနောက်စကန်စီကန်ဖောက်ဖြတ်တဲ့အကျဉ်းသား၃ယောက်ကိုတည်တဲ့အထိတိုက်ခိုက်ဖို့ကွင်းအထဲစီအတင်းကျပ်ခိုင်းစီခဲ့ပါရီစကန်တွေမှာအတန်မဆုံးတိုက်ခိုက်သမားဖြစ်တဲ့ကူရှိကသူတို့ကိုတတ်ဖို့ဝင်လာခဲ့ပါရီသူဟာအဲ့ဒီအကျဉ်းသား၃ယောက်ကိုအလွယ်တကူတတ်ပြစ်ပြီးတော့ထူးချွန်တဲ့အရေးအချင်းကိုလည်းပြသခဲ့ပါရီဂျင်းကိုလည်းကူရှိနဲ့ဆက်ပြီးတိုက်ခိုက်ဖို့အမိန့်ပေးပါရီ ဝက်ထားတဲ့ခွန်အားကြောင့်ဂျိန်းကတိတိတအသာစီရသွားခဲ့ပါပြီ။ကန်ချက်တစ်ချက်ထိုးချက်တစ်ချက်နဲ့ဂူရှိကိုချက်ချင်းပဲတတ်ပြစ်နိုင်ခဲ့ပါပြီ။ဂူရှိတည်သွားတာကအီတိုကိုဒရထွက်စေခဲ့ပြီးတော့ဂျိန်းရဲ့နီးစနစ်ဟာတာမန်လေ့ကျင့်မှုထက်ပိုနေတယ်ဆိုတာကိုသူသတိထားမိခဲ့ပါပြီ။ဂျိန်းဟာပြေပြင်းထားတဲ့နီလန်တွေကိုတုံးဆွဲတယ်လို့အင်တို့ကိုပြောပြီးတော့မကြခင်မှာပဲဂျိန်းကိုတေအောင်လုပ်မယ်လို့ကြေဆိုလိုက်ပါပြီ။အဲ့ဒီနောက်ပိုင်းဂျိန်းကကပတိန်ကော်လင်နဲ့တွေ့ပြီးတော့မဟာမိတ်တယောက်အနေနဲ့ကြိုးစိုးခံရပါပြီ။ကော်လင်ကသူ့ကိုတန်လျာတဲ့ဖိတ်ခေါ်ပြီးတော့ BRD Grind ချက်ထားတဲ့အရက်ကိုဝင်မြပေးခဲ့ ဲ့ပါရီကောလင်ကဂျိန်းရဲ့နောက်ခံတဲ့သူ့ရဲ့တိုင်းပြည်ဟာတည်ယူမှုအကြောင်းကိုမေးပါရီဂျိန်းကသူဟာအင်္ဂလန်မှာမွေးပေမဲ့လည်းသူ့ရဲ့အဖေကအထယ်လေးစိတ်ယုံမှအလုပ်လုပ်တဲ့ဟောင်ကောင်မှာကြီးပြင်းခဲ့တာဖြစ်တဲ့အကြောင်းရှင်းပြပါရီ အဖေဆုံးပြီးတော့အင်္ဂလန်ကိုပြန်ခဲ့ပြီးမဲ့ဟောင်ကောင်ထိုင်းနဲ့ဂျပန်တို့မှဆက်ပြီးလေ့ကျင့်ခဲ့တယ်လို့ဆိုပါရီမကြခင်အင်ဒိုဝင်လာခဲ့ပြီးတော့ဂျင်းကိုတာရီစာလို့ခေါ်တဲ့အကျဉ်းသားတယောက်စီကဈေးကူတမှုခံယူနေတဲ့အီတိုစီခေါ်သွားပါရီအီတိုကဂျင်းရဲ့ဂျပန်တိုင်းပြည်ကကျွမ်းကျင်မှုကိုမေခွန်းထုတ်ပြီးတော့ပိတ်ပင်ထားတဲ့ပညာလို့ပြောပါရီဂျင်းကအသေးစိတ်မှပြောပေမဲ့အီတိုကသူ့ကိုဘယ်သူတင်ပေးခဲ့တာလဲဆိုတာတိပုံရပါရီအီတိုကဂျင်းပိုင်တဲ့တန်ဖိုးရှိတဲ့တတ်ထုလေဆွဲတစ်ခုကိုပြန်ပေးဖို့စဉ်းစားပေမဲ့တိန်ထားလိုက်ပြီးဂျင်းကိုနောက်တစ်နေ့တတ်မယ်လို့ ုံးဖြတ်ပါရီနောက်တနေ့မှာဂျိန်းကရှေ့ဆက်ဖြစ်မဲ့အရာဝေးအတွက်ပြင်ဆင်ပါရီသူတန်လျာကနေထွက်ပြီးဂျပန်စစ်သား၃ယောက်တိုက်ဖို့စောင့်နေတဲ့ကွင်းတဲကိုဝင်လာပါရီသူဟာတိကျတဲ့လှုပ်ရှားမှုနဲ့သူတို့ကိုအလွယ်တကူပဲအနားယူပါရီအေတိုကဒေါရရီပူပူတိုးပြီးတော့ကြည့်နေခဲ့ပါပြီဂျိန်းဟာစစ်သားဝေးကိုအတက်ရှင်လျာထားခဲ့တာကြောင့်အေတိုဟာမအောင်မြင်တဲ့ပြည်တံအနေနဲ့သူတို့ကိုကိုမြတ်ဖို့အမိန်ပေးလိုက်ပါရီတန်လျာစီကိုပြန်ရောက်တော့ကေဘရီယယ်ကအကျဉ်းသားအလုံးကိုတပတ်အတွင်းတခြားအခန်းစီရွှေ့မယ်လို့ရှင်းပြပါရီအဲ့ဒီစခန်းအစ်ကပို့ဆိုမှာပါ သူတို့အနေနဲ့ထွက်ပြေးမှရမှာဖြစ်ပြီးတော့မဟုတ်ဘူးဆိုရင်ပြပြရှင်တည်ရမှာဖြစ်ပါရီအကူအညီတောင်းဖို့သူတို့အနေနဲ့ရေဒီယိုလိုအပ်ပါရီအလုံးလုံးနေတဲ့တလုံးထဲတော့ရေဒီယိုကလည်းမျောစင်ထိတ်မှာပါဂျင်းကအဲ့ဒီရေဒီယိုကိုသွားယူနိုင်ဖို့အာယုံလွှဲရအားလုံးကလည်းတဘောတူလိုက်ပါရီသူတို့ကအိတ်ခန့်တက်အထဲမှာစူပူအောင်ကြွားမှုဖြစ်အောင်လုပ်လိုက်ကြပါရီအဆောင်တွေအထဲကိုပြေးဝင်သွားတဲ့အခါမှာဂျင်းအတွက်မျောစင်စီသွားဖို့လမ်းပွင့်ပေးခဲ့ပါပြီသူတက်သွားပြီးတော့ဘတုကမအတိမပေးမဲ့ရေဒီယိုကိုယူပါရီဂျင်းထွက်ပွားဖို့ပြင်ဆင်နေတော့တာရီစာကသူ့ကိုမြင်ပါရီသူကလည်းထွက်ပြေးရှင်းတာကြောင့် စိတ်နေခဲ့ပါရင်အဲ့ဒီညမှာ BRT ကဂျင်းကိုအန်ဒီရဲ့အားနားလည်ရလားလို့မေးပါရင်ရေဒီယိုကိုအသုံးပြုမယ်ဆိုရင်တို့ရဲ့အနေအားကိုပေါ်သွားနိုင်ပါရင်ဂျင်းကအန်ဒီရဲ့ကိုသိပေမဲ့တို့စီမှာရွေးချယ်စရာမရှိဘူးလို့ပြောပါရင်ဂျပန်စစ်သားဝေပြောသည်များအပိုင်းအစလေးဝေပဲဖြစ်နေပါစေမှတ်ထားပြီးဖို့ BRT ကိုတောင်းဆိုပါရင်ပါကြောင်လေးစင်တော့သူကဂျပန်စကားကိုနားလည်လေတယောက်ထဲတော်လူဖြစ်နေလို့ပါနောက်တနေ့အီတိုကတန်လျာအထဲကိုဒရော့အကြီးဝင်လာပါပြီတရရောက်စခန်းကနေထွက်သွားတာဖြစ်ပါပြီ သူကအကျဉ်းသားတယောက်စီကိုလက်ညှိုးထိုးပြီးတော့မှနေရောက်ကစုပူအောင်ကြွမှုလုတ်ခဲ့တာကိုဝန်ခံပါရီသူတို့ကိုချက်ချင်းကိုပြဖို့အမိန့်ပေးပါရီဂျင်းကအခွင့်အရေးကိုမြင်လဲရပါပြီသူဟာဂျုံးကိုအဆောင်လေးစီကနေအဲ့ဒီလူဝေဘယ်နေရာကနေထွက်သွားတယ်လဲလို့မေးပါရီဂျုံးဟာအဆကရောငင်းနေတိပင်မဲ့မေခွန်းကထက်ကတခါမေးလာတဲ့အခါမှာအ short ပြီးပြီးတော့နေရာကိုပြောပြလိုက်ပါရီအဲ့ဒီညမှာဂျင်းကသူ့ရဲ့အစီအစဉ်ကိုပြောပြပါရီသူမရှိတာကိုဖုံးကွယ်ဖို့အတွက်သူ့ရဲ့အိမ်ရာကိုဖန်တီးပြီးအဆောင်နေကိုကြော်လွားကထွက်တော့ပါရီ ဂင်းလဲနေခဲ့တဲ့ဟီရိုရှိကတန်လျာကိုစစ်ဆေးပါပြီးသူကျင်းရဲ့အိယာနာမှာခဏရက်ပြီးတော့တကကုမာနေတယ်လို့ခံစားမိပေမဲ့ဘာမှမပြောခဲ့ပါဘူးအပြင်ဘက်မှာကျင်းကကံယူတန်းစီကိုတအုပ်ထဲမှာလင်းမြစွာသွားနေခဲ့ပါပြီးသူရေဒီယိုကိုတုံးလိုက်တော့အမေရိကန်တပ်တွေအုံပြုတဲ့နာဘာဟိုဘာတာစကားနဲ့အချက်ပြတန်ကိုကြားလိုက်ရပါပြီးမက်ဆေ့ကိုမသိရှာတဲ့ကြောင့်သူရက်ပြီးပြန်လဲလာပါပြီးတန်လျာစီမပြန်ခင်မှာအကူကြီးရဲ့လက္ခဏာတကကုရှိမရှိလေရင်ပြက်ကိုစစ်ဆေးပါပြီးပြီးတော့အဖမ်းမခံရအောင်အထဲစီခိုးဝင်လိုက်ပါပြီး နောက်တနေ့မနေ့ဂျင်းဂေဘရီယယ်နဲ့ကော်လင်ကိုသူညကပင်လယ်အော်မှာမြင်ခဲ့ရတဲ့အကြောင်းပြောပြပါရီမောင်းနေတဲ့အတွက်အသေးစိတ်ကိုမမြင်ရပေမဲ့နာဘာဟိုစကားပြောတဲ့ကိုကြားရတဲ့အတွက်အမေရိကန်တပ်တွေရှေ့ကလာနေပြီလို့ယုံကြည်ပါရီစကလုံးတွေကိုနားမလဲပေမဲ့ဘာသာစကားကိုမမှီတယ်လို့ပြောပါရီ ဒါအပြင်သူဟာတောင်ကုန်းတွေအနားမှာလေရင်ပြေးဆွဲတဲ့ကလိုက်တာတစ်ခုကိုတွေ့ခဲ့ပြီးတော့သူတို့အနေနဲ့ထွက်ပြေးဖို့အတွက်အဲ့ဒါကိုအတုံးပြရန်စီစဉ်နေတဲ့အကြောင်းရှင်းပြပါရီကော်လင်ကအင်ဂျင်မပါတဲ့လေရင်ပြေးဆွဲဆက်ဆိုတော့တန်တရားဝင်သွားခဲ့ပါရီဂျင်းကကျွမ်းကျင်တဲ့လေရင်မူးတယောက်လိုအပ်ရုံမှာပဲလေရင်ဖြတ်မောင်းတဲ့အခါမှာဆွဲကြိုးကိုချိတ်ပြီးတော့မီတာ90လောက်ရှေ့မှာရှင်းနေမယ်ဆိုရင်လေရင်ကပြန်တက်နိုင်ပါတယ်လို့ရှင်းပြပါရီခဏကြာမှစစ်သားတွေရောက်လာပြီးတော့ဂျင်းကိုအီတိုစီခေါ်တော့ပါရီအီတိုကဂျင်းဒါမှမဟုတ် ့ရဲ့ရဲဘော်တွေအထက်မှာဘတူကများနာဘာဟုဘာသာစကားကိုနားလည်တယ်လို့မိပါရီဂျင်းကအန်ဒီယေကိုတိတဲ့အတွက်ဘာမှမတိတဲ့အကြောင်းငင်းဆိုပါရီဒီဘာသာစကားကိုဒီရခန့်အမေရိကန်ဒီကသာပြောပြီးတော့သူ့ကိုပဲအမေရိကန်ကမှတင်ပေးမှာမဟုတ်ဘူးလို့လည်းဖြည့်ဆွတ်ပြောပါရီအေတိုဂရောမယုံကြည်ခဲ့ပဲပုံမူကျန်းတဲ့နဲ့ပြစ်ဒဏ်ပေးဖို့ဂျင်းကိုခေါ်တွားရန်သူ့ရဲ့လူတွေကမိန့်ပေးပါရီအဲ့ဒီတော့မှပဲအင်ဒိုကဂျင်းကိုသူ့ကိုယ်တိုင်တပ်ခွင့်ပြုဖို့တောင်းဆိုပါရီအေတိုကငင်းပါရီ ူဟာပိုကြီးမားနဲ့ချင်းချောက်မှုကိုခံစားမိနေခဲ့ပါပြီအမေရိကန်တပ်တွေကကျိုးနဲ့ပုံနီးလာနေခဲ့ပါပြီဂျင်းရှိနေတဲ့အတွက်ဗြိတိရှားဗီကလည်းမကြခင်ရောက်လာနေပါပြီအီတိုကနာဘာဟိုစကားဝေကိုနားမလည်ပေမဲ့သူ့ရဲ့အလိုလိုတိစိတ်ကတခုခုရောက်လာတော့မဲဆိုတာကိုတတိပေးနေခဲ့ပါပြီစုဝေးနေတဲ့အချင်းသားဝေရှိမှာဂျင်းကိုအပြစ်ပေးပြီးတော့စန္ဒမူနာပြပါပြီဂျင်းရဲ့လက်တွေကိုတုံ့နှောင်ပြီးတော့စစ်သားဝေကဇွေးနေခဲ့တဲ့ဒုတ်ဝင်နဲ့ရိုက်ကြပါပြီ လက်ကိုဖြည့်ပေးလိုက်တဲ့အခါမှာစစ်သားတယောက်ကဆက်ပြီးရိုက်နေတယ်ပါရင်ဒရထွက်လာခဲ့ပြီးဂျိန်းကစစ်သား၃ယောက်ကိုပြန်တိုက်ခိုက်ပါရင်အင်ဒိုကသူ့ကိုရိုင်းဖဲနဲ့မျက်နှာကိုထိုးလိုက်လို့လဲကျသွားခဲ့ပြီးအမိန့်ကိုစောင့်နေခဲ့ပါရင်အီတိုဘာမှမပြောဘဲဂွင်းထဲကိုဝင်သွားပြီးအဂျင်တာတချို့ကိုတနတ်နဲ့ပြစ်တက်လိုက်ပါရင်ဒီလိုနဲ့အနေအကြမှာဂျိန်းတတိပြင်ရလာခဲ့ပါပြီးသူဟာဂျပန်စစ်သားတွေအတွက်တီးတန့်ထားတဲ့ဈေးကူတာဆောင်မှာရောက်နေခဲ့တာပါ၃လကြာအဖမ်းခံထားရတဲ့တာရီဆာကအီတိုရဲ့လူတွေဟာသူ့ကိုခေါ်လာတာပါလို့ရှင်းပြပါရင်ဂျိန်းကစခန်းအခြေအနေ ကိုမေးပေမဲ့တာရီဆာမဖြေခင်ဂျပန်စစ်သားတွေဝင်လာပြီးသူ့ကိုထွက်သွားဖို့အမိန့်ပေးပါရင်အဲ့ဒီညာကျင်းအပြင်မှာတနတ်တန်တွေကြောင့်လက်နိုးလာခဲ့ပြီးသူ့ရဲ့အရှင်မှာအင်ဒိုနဲ့အီတိုကိုမြင်လဲရပါရင်အီတိုကအဲ့ဒီပြစ်ခတ်မှုတွေကထွက်ပြေးဖို့ကြိုးစားတဲ့လူအုပ်အတွက်တည်တန်းစွာကိုသူ့ရဲ့လူအားတတိပေးတာလို့ပြောပါရင်ကျင်းဒီလောက်အထိမင်းမြန်တက်တာလာတော့ကိုမြင်ရတဲ့အတွက်ဂျင်းနဲ့နေပုံရပြီးတော့သူ့ရဲ့ဆရာစီကနေတင်ယူခဲ့တဲ့လက်နက်မပါတဲ့နီးစနစ်တွေကိုပြန်မြင်ရှင်နေပါရင်အီတိုကနာဘာဟူမက်ဆေဝေကိုနားမလဲပေမဲ့တကခုအရေးကြီးတာရောက်လာတော့မယ် ယ်လို့ခံစားမိပြီးတော့ဘေးအန္တရာယ်ကျရောက်မယ်ဆိုရင်အဲ့ဒီမှာရှိတဲ့လူပိုင်းတိတ်မယ်လို့တတိပေးပါရီနောက်ပိုင်းဂျိန်းကတန်လျောက်ကိုပြင်ရောက်လာခဲ့ပြီးအချင်းသားဝေဝုံအောင်ကသူ့ရဲ့အခြေအနေကိုမြေပါရီ BRD ကရေဒီယိုကနေရတဲ့တရင်အသစ်ကိုပြောပြပါရီအမေရိကန်စစ်တပ်ဟာဂျပန်အရာရှိတွေကိုနိုင်ငံတကာတဘောတူညီချက်အရစစ်သုံးပန်းတွေကိုငင်းပန်းနှိမ့်ဆက်တာရက်ဖို့အမိန့်ပေးထားပါရီမဟာမိတ်တပ်တွေမှာအလွဲတုံးစားလုပ်မှုအထောက်အထားဝေရှိပြီးတော့အမိန့်ကိုလစ်လူရှုမယ်ဆိုရင်ချက်ချင်းအရေးယူမယ်လို့ကတိပေးထားပါရီဂျိန်းကစိတ်မသက်သာဖြစ်နေပါရီဂျပန်တွေကစခန်းထဲမှာရှိတဲ့ လူဝိုင်းကိုတတ်နိုင်တဲ့ကာမီကာစီစတိုင်အသေးခံတိုက်ခိုက်မှုမျိုးနဲ့တုံ့ပြန်လာမှာကိုသူကြောက်နေကြတာမှာရှေ့ဆက်ဖို့ဆုံးဖြတ်ပြီးဂျိန်းနဲ့ကေဘရီယယ်ကထွက်ပြေးဖို့အတွက်လီယန်ပြေးဆွဲဆက်ကိုပြန်စစ်ဆေးဖို့ဆုံးဖြတ်ပါရီသူတို့ကအမောင်းထဲမှာအဆောင်တွေကိုရှောင်ပြီးခိုးထွက်ကြပါရီလီယန်ပြေးဆွဲဆက်ကိုစစ်ဆေးနေလို့အနားမှာစီးသွားနေကြတဲ့စစ်သားတယောက်ကဒရက်အတန်ကိုကြားသွားပါရီမကြခင်ဟီရိုရှိကစုံစမ်းဖို့ရောက်လာခဲ့ပါပြီဂျိန်းဟာမင်းမြန်ဆန်ပဲဟီရိုရှိကိုဖမ်းပြီးတော့ငင်းအောင်ထိန်းချုပ်ပါရီ ကေဘရီယယ်ကသူ့ကိုတတ်ဖို့ပြင်ပေမဲ့ဂျိန်းကဟီရိုရှိဟာအကူအညီပေးရှင်စိတ်ရှိနိုင်တယ်လို့ခံစားမိတာကြောင့်တိုက်ခိုက်တာကိုရက်လက်ပါပြီးသူတို့ရှာဝေတာကိုဆက်လုပ်နေတော့ကော်လင်းကအဆောင်တယောက်ကိုတတ်နေတာမြင်လိုက်ရလို့သူတို့ရဲ့အစီအစဉ်ကိုခဏသာထိခိုက်သွားခဲ့ပါပြီးဂျိန်းနဲ့ကေဘရီယယ်ကမြန်မြန်တန်လျားစီကိုပြန်ပြေးပြီးတော့ဂျပန်စစ်သားဝေအကျဉ်းသားဝေအားရေတွက်ဖို့ဝင်လာတဲ့အချိန်နဲ့တိုက်ဆိုင်စွာပြင်ရောက်သွားခဲ့ပါပြီးနောက်တနေ့အကျဉ်းသားဝေအီတိုရဲ့လူတွေကကော်လင်းကိုငင်းပန်းနှိမ့်ဆက်နေတာကြည့်ကြပါပြီးအီတိုဟာညကအကျဉ်းသားတို့ထန်လျားကနေထွက်ပြီးတော့အဆောင်တွေကိုတိုက်ခိုက် ခဲ့တဲ့အကြောင်းကြေညာပါရီအပြစ်ရှိသူတွေကိုဘတာကိုထွက်လာဖို့တောင်းဆိုပါရီဂျင်းကရှေ့ကိုထွက်လာပြီးတော့တာဝန်ယူကသူ့ကိုပဲအပြစ်ပေးဖို့တောင်းဆိုပါရီအီတိုကသူ့ရဲ့အနာကိုတိုးကပ်လာပြီးတော့အဆောင်တွေကိုဘယ်လိုမျိုးတတ်ခဲ့တာလဲဆိုတာပြသရင်းအဖြစ်သူ့ရဲ့စကားမှန်ကြောင်းတက်တည်ပြဖို့အမိန့်ပေးပါရီပိတ်ပင်ထားတဲ့ဤစနစ်ကိုတခြားအကျဉ်းသားတရားအဖွဲ့မှတုံးဖို့တောင်းဆိုပါရီဂျင်းကငင်းလိုက်တော့အင်ဒိုကအဲ့ဒီအကျဉ်းသားကိုသူ့ကိုယ်တိုင်တပ်ပစ်လိုက်ပါရီအီတိုဟာသူ့ရဲ့စစ်သား၃ယောက်ကိုတိုက်ခိုက်ရေးကွင်းထဲခေါ်ပြီးတော့ကော်လင်းကိုကွပ်မြတ်ဖို့အမိန့်ပေးပါရီကော်လင်းကသူ့မှာရှေ့ ိသမျှအာရင်နဲ့ပြန်တိုက်ပြီးတော့သူတို့တပ်ပြက်ရှင်းမခံရခင်စစ်သားဝေကိုပြင်းထန်စွာဒဏ်ရာရစေပါရီအစ်တိုကအကျဉ်းသားဝေကိုရင်ဆိုင်ပြီးတော့စခန်းစည်းကမ်းကိုချိုးဖောက်တဲ့လူပိုင်းတရားလိမ့်မယ်လို့ကြေညာပါရီစစ်တုံးပန်းတွေကိုကောက်ွယ်ပြီးတဲ့ပြင်ပအမိန့်တွေဟာဘာမှအရေးမပါပါဘူးသူရဲ့စည်းကမ်းတွေပဲအကျုံးဝင်တယ်လို့ပြောပါရီဂျိန်ဒရာဝေထွက်လာပြီးတော့အစ်တိုကိုတိုက်ခိုက်ဖို့စင်ခေါ်ပါရီအစ်တိုကပြုံးပြီးညံရှိတဲ့တိုက်ခိုက်တမဟာအနိုင်မရနိုင်တဲ့တိုက်ပွဲကိုဘေတော်မှမဝင်ဘူးလို့ပြန်ဖြေပါရီတန်လျာအထဲကိုပြင်ရောက်တော့ဂျိန်တယောက်သူ့ရဲဘော်ဝေကိုအဲ့ဒီညမှာပဲ အရေးယူဆောင်ရွက်မယ်လို့ပြောပါရီး BRD ကအမေရိကန်စစ်တပ်ဟာအချက်ပြဖို့ပဲတုံးတဲ့အာသားလို့ခေါ်တဲ့လိုဝက်ကိုကိုတုံးဖို့အကြံပြုပါရီး Gabriel ကသဘောတူပြီးတော့ဂျပန်နေမသိခင်တကြိမ်သေးတော့အခွင့်အရေးသာရမယ်လို့မှတ်ချက်ပြပါရီးမောင်လာပြီးရနောက်ဂျိန်းနဲ့ Gabriel ကတောင်ထိပ်ကိုတက်ပါရီး Gabriel ဟာ Radio အပေါ်ကနေအာသားဆွဲစကလုံးကိုပြောလိုက်တော့အကြောင်းပြန်ပါရီးမဟာမိတ်တွေရွှေ့ပြောင်းဖို့အတွက်သူတို့ရဲ့နေရာကိုပြောပြပြီးတန်လျာကိုပြန်လာကြပါရီးတန်လျာဟာဗလာနတ်တိဖြစ်နေခဲ့ပါပြီး ဂျမန်စစ်သားတွေအထဲကိုပြေးပြေးလာပြီးတော့သူတို့ကိုအနံ့ယူကဖမ်းဆီးလိုက်ကြပါရီဂျိန်နဲ့ကေဘရီယယ်ကကလာထိုင်းဒီမှာအရှိနောက်ခံတိုက်ရပြီးတော့တတိပြန်လည်လာပါရီ တာရီစာနဲ့အန်နာကခိုးဝင်လာပြီးသူတို့ကိုစတင်ဖြည့်ပေးပါရီမဟာမိတ်လျင်နေစခန်းကိုတိုက်ခိုက်နေပြီလို့တာရီစာကပြောပါရီလိုရရင်တော့အသုံးပြုဖို့ဂျင်းကိုဓာတ်တစ်ချောင်းလေးပေးပါရီသူတို့လေးရမငေမသက်ဖြစ်နေတဲ့အခြေအနေကြားကနေရေဒီယိုကိုပြန်ယူဖို့တိတ်တိတ်လေးရွှေ့လျားကြပါရီအချင်းတောက်ဝေကိုရေးရဆက်ပြစ်တက်နေကြတာကိုတွေ့ရပါရီပင်မရေဒီယိုပြက်စည်းနေတာကိုတွေ့ရတဲ့အခါမှာဂျင်းကအနောက်ဆုံးအလုံးလုံးနေတဲ့ထုတ်လင်းဆက်ကြံနေတဲ့မျောစင်းစီကိုဥဆောင်တော့ပါရီ ူတက်ဖို့အတွက်စီစဉ်ပေးမဲ့တာရီစာကတားလိုက်ပြီးတော့သူနဲ့အန်နာကအဆောင်ကိုအာယုံလွဲပေးမယ်လို့အတင်းအကျပ်ပြောပါရီတာရီစာနဲ့အန်နာဟာအဆောင်ကိုဆွဲဆောင်ပြီးတော့တက်ပြစ်လိုက်ပါရီကေဗရီယယ်ကရေဒီယိုကိုယူပြီးတော့ C40 ဆိုဝင်လေယာဉ်နဲ့တိုက်ရိုက်ရွှေ့ပြောင်းပေးဖို့အမေရိကန်စစ်တပ်ကိုဆက်သွယ်ပါရီသူတို့ရဲ့နေရာကိုအမှတ်အသားပြုဖို့မီရှိုမီပန်ပြစ်မယ်လို့လည်းကတိပေးပါရီကေဗရီယယ်အချက်ပြနေတော့ဂျိန်းကအဂျင်းသားဝေကိုထပ်မံကိုမြတ်ဖို့ပြင်နေတဲ့ဂျပန်စစ်သားဝေကိုပြစ်ခတ်ပြီးတော့စခန်းကိုဖြိုဖျက်ဖြစ်စေပါရီ အင်ဒိုပေါ်မုံတိမှုကြောင့်ကေဘရီယယ်ကလက်ပလာနဲ့သူ့ကိုတိုက်ခိုက်ပေမဲ့ကော်လင်းမဝင်ခင်မှာတေးလူနီပါဖြစ်ခဲ့ပါပြီးကော်လင်းကကေဘရီယယ်ကိုကယ်ပြီးထွက်ပြေးဖို့အမိန့်ပေးပါပြီးပြီးတော့အင်ဒိုကိုဓာတ်နဲ့ထိုးဖို့ကြိုးစားပေမဲ့ဂျပန်စစ်သားဝင်ရဲ့ပြစ်ဒဏ်ရှင်ကိုခံရပါပြီးတိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာအင်ဒိုကသူ့ရဲ့တန်လျာအထက်မှာဂျင်းကိုစောင့်နေပါပြီးဂျင်းရောက်လာတဲ့အခါမှာဓာတ်ရှိကိုစီဆွဲထုတ်ပြီးတော့ရင်ဆိုင်ကြပါပြီးသူရဲ့တိုက်ပွဲကမြန်ဆန်ပြီးတော့ရက်ဆက်ဂျန်းကျုပ်ကအရေးရင်းတူနေခဲ့ပါပြီး ဂျိန်းဟာအတားစီရပြီးအင်တို့ကိုတတ်လို့နေပါဖြစ်ခဲ့ပေမဲ့ကေဘရီယယ်ကပြေးလာဝင်လာကသူ့ကိုဆွဲထုတ်သွားပါရင် ကဲစိလေရင်ကရှီကတ်လာတာနဲ့အမျှသူတို့ရဲ့လေရင်ပြေးဆွဲဆက်စီပြေးသွားကြပါရင်အဲ့ဒီအချိန်အင်ဒိုဟာသူ့ရဲ့ရိုင်ဖယ်ကိုချိန်ပါရင်ရုတ်တရက်အစ်တိုကဝင်လာပြီးတော့သူ့ရဲ့လက်ရောက်ငယ်သားကိုကဲထုတ်မဲ့နေရာကိုမပစ်ဖို့တားဆီးလိုက်ပါရင်သူတို့ကရှီကတ်လာတဲ့လေရင်ဟာဆွဲကြိုးကိုချိန်နိုင်ဖို့လေရင်ပြေးဆွဲဆက်ကိုပြင်ဆင်ကြပါရင်သူတို့ရဲ့နေရာကိုအမှတ်တားပြုဖို့မီရှူမီပန်းတစ်ခုမိုးကောင်းကင်ကိုလင်းထိန်သွားစေခဲ့ပါရင်ဂျပန်စစ်သားတွေသူတို့ကိုတားဖို့ကြိုးစားပေမဲ့မဟာမိတ်တပ်တွေရဲ့တနက်ပြေလေရင်ကပြစ်ခတ်ပြီးလမ်းရှင်းပေးလိုက်ပါရင် ဂျိန်းဟာအကျဉ်းသားအများပြားကိုခေါ်တွားနိုင်ခဲ့ပေမဲ့အများပြားကတော့ကြံခဲ့ပါရီသူကစခန်းထဲမှာကြံတဲ့လူတွေအတွက်ပြန်လာမယ်လို့တိတ်တိတ်လေးကတိပေးခဲ့ပါရီဆလန်ကလေး1950ပြည့်နှစ်စီပြန်ပြီးရောက်သွားခဲ့ပါပြီဂျိန်းကအီတိုဟာတနစ်အလိုကလေးကတည်ဆုံသွားပြီးစွာတည်လဲရပါရီသူထွက်သွားဖို့ပြင်ဆင်နေတော့ ်ရှာနုပ်ကသူ့ကိုတားပြီးတော့ပိတ်ပင်ထားတဲ့ဤစနစ်ကိုပြသဖို့တောင်းဆိုပါရီရှာနုပ်ရဲ့စိတ်ပိုင်းဖြတ်မှုကိုအထင်ကြီးတဲ့အတွက်ဂျင်းကတဘောတူပြီးသူတို့ရှင်ပြန်တိုက်ခိုက်ကြပါရီရှာနုပ်ရှုံးနေပြီးတော့နောက်မှာတော့မှပိတ်ပင်ထားတဲ့အလုံရှားမှုကိုမြင်ရှင်တယ်လို့တောင်းဆိုနေပါရီသူ့ရဲ့ဆွဲလုံးလောက်ကိုစိတ်လုံရှားပြီးတော့ဂျင်းကအဲ့ဒီအားကောင်းတဲ့ထိုးနဲ့ချက်ကိုတရုပ်ပြလိုက်ပါရီရုပ်ရှင်မှာပြီးဆုံးခင်မှာရှာနုပ်ကအင်တူပိုင်ခဲ့တဲ့စုတစိတ်ပါတဲ့သူ့အဖေချန်ထားခဲ့တဲ့တိတာတလုံးကိုဂျင်းအားပေးလိုက်ပါရီဒီလိုနဲ့ပဲဆက်ကကပြီးဆုံးသွားခဲ့ပါရီတိရှိရပရိတ်တံများအားလုံးကျေးဇူး တူတူတင်ရှိပါခင်ဗျာ